မာနိုင်ငံရဲ့ဆယ်ဦးမြောက်တမတာဦးဝင်းမြင့်ရဲ့နိုဝင်ဘာ၁၀ရက်နေ့ဒီနေ့ကြာရတဲ့84နှစ်ပြည့်မွေးနေ့ကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။တမတာနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်တို့ပါဝင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားတွေအမြန်ဆုံးလွတ်မြောက်ရေးနဲ့တမတာကြီးတက်ရှိကျမ်းမာဖို့ရည်ရွယ်ပြီးတန်ခါတော်တွေကိုစွန့်ကပ်လူစုတောင်းခဲ့ကြပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးဥဆောင်ကျင်းပသူတမိုင်းသူတည်နာညွှန်ကြားရေးမှူးစီရီယန်ဒေါက်တာထာထပါကအခုလိုပြောပြပါဗျာ။ ပါရှင်ဒီနေ့ကကျမတို့မြန်မာနိုင်ငံကနိုင်ငံနိုင်ငံသားတွေတည်ဝင်ရွေးကောက်တင်ရောက်ထားတဲ့ကျမတို့ရဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့အသက်84နှစ်မွေးနေ့ပါရှင်အခုဆိုရင်ကျမတို့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်အားဆိုမတရားဖိနှိပ်ပြီးတော့ခန်းစီချောင်းချခြင်းကိုခံနေရပါတယ်အဲ့ဒါကကျမတို့မြန်မာနိုင်ငံအတွက်နဲ့ကျမတို့မြန်မာနိုင်ငံနိုင်ငံသားတွေအတွက်ကိုသူကလှုံ့ဆော်ပေးတာပါအဲ့တော့ကျမကတော့ကျမတို့နိုင်ငံရဲ့ဖခင်တရားအွန်လီနဲ့ ကျမတို့နိုင်ငံရဲ့အမိဖအနေနဲ့ကျမဥထိတ်ထားပြီးတော့ဒီနေ့ကျမတို့တတ်နိုင်ရမြအားလုံးကျမတို့စိတ်ပူပူသွားရက်တီချက်ပြီးတဲ့သူတွေအကုန်လုံးစုပေါင်းပြီးတော့သမရာကြီးကိုစမ်းမစီချောင်းကျမတို့တတ်နိုင်ရမြလေးနဲ့မွေးနေ့ပွဲလေးလုပ်ပေးနေရပါရှင်ဒီကတော့ဒီနေ့ကကျမတို့နိုင်ငံတော်သမရာကြီးဦးဝင်းမြင့်ရဲ့မွေးနေ့ကိုအမိပြုပြီးတော့ပေါ့နော်သမရာကြီးဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တကွမတရားခွင့်ရခံထားရတဲ့ကျမတို့ရဲ့အကျဉ်းချနေတဲ့အမှန်တရားဖက်တော်သားတွေအားလုံးအတွက်ကိုလည်းရည်ရွယ်ပြီးတော့ကျမတို့ဒီဆုံးကတ်တဲ့ တန်ကားတော်တွေကိုဆုံးသက်မှုတော်ခြင်းလည်းဖြစ်ပါလေရှင်စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မနက်မှာအာဏာသိမ်းစစ်တပ်ဗိုလ်ချုပ်နှုတ်ဦးကတမရဦးဝင်းမြင့်ကိုကျမ်းမာရေးကြောင်းပြနှုတ်ထွက်ပေးဖို့ဖိအားပေးခဲ့ပေမဲ့လက်မှတ်မထိုးဘဲအတိခံမဲ့လို့တမရဦးဝင်းမြင့်ကညင်းဆိုခဲ့ပါတယ်ဦးဝင်းမြင့်ဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီရဲ့စတင်ဖွဲ့စည်းကလေးကပါဝင်ခဲ့သူဖြစ်ပြီးဇာတိတနည်းပြမျိုးနဲ့စီယုံရေးအဖွဲ့အတွင်းရေးမှူးအေယာဝတီတိုင်းစီယုံရေးအဖွဲ့အတွင်းရေးမှူး ဘိုးအလုံးမှုဆောင်ဖွဲ့ဝင်ဖြစ်ဆောင်ရွက်ခဲ့ပြီးစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုအကြီးအကျယ်ခံခဲ့ရပါတယ်။ဒါကြောင့်ဒီကနေ့နိုဝင်ဘာ၈ရက်နေ့မှာကြောက်တဲ့မြန်မာပြည်သူတွေတရားဝင်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့ရက်မြက်ကိုအမတ်တရားအနေနဲ့ဂုဏ်ပြုပြီးတက်ရောက်ချီးမြှင့်တာဖြစ်တယ်လို့ NND ပါတီရန်ကုန်ရှိပိုင်းတန်းခရိုင်တွင်ရင်မှုဒေါ်အေးမြင့်တန်းကအခုလိုပြောပါဗျာ။အော်ဟုတ်ကဲ့ပါ။ဒါဒီနေ့ဆိုလို့ရှိရင်ဒါဆိုရင်ဆရာရဲ့ကျွန်တော်တို့ကဆရာလို့ခေါ်တယ်လေ။ ဆရာဝင်းမင်းရဲ့ဒါ52မိနစ်လောက်ဝင်နေပါရှင်တကယ်လို့ဒါဆရာပြင်ပါရှိရင်တော့ကျမတို့ဒါပြေရောတော့မှဆရာနဲ့ဆရာဝင်းမင်းကိုချိန်မြှောက်ပါသို့တော်လည်းပဲဥမာဆရာကအဲအခဲမှာဘောဘောလို့ပေါ့နော်ထောင်ထဲမှာရောက်နေတဲ့အခါကျတော့ကျမတို့အနေနဲ့ဟိုချင်းတလောက်တော့ပြောရှင်းမှုမရှိဘူးသို့တော်လည်းပဲဆရာရဲ့မင်းနေကျမတို့ မှတ်တရအနေနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါဝင်ပြုပြီးတော့ရှင်းရှင်းနဲ့မိလေးဖြစ်ပါတယ်ရှင်းရှင်းနဲ့ပွဲလေးလေးဖြစ်ပါတယ်နောက်စနစ်ဂျာပြည့်ရေကောက်ပွဲမှာပသိမ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်2015နဲ့2020ပြည်နှစ်ရေကောက်ပွဲတွေမှာတောင်ပေမျိုးနယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်စသဖြင့်ဝင်ရောက်ရှင်းမြိုင်နိုင်ရခဲ့ပါတယ်။ဒါပြင်2016ခုနှစ်ပြည်သူ့လွတ်တော်ဒုတိယကြိမ်အစည်းအဝေးကနေပြည်သူ့လွတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး2017ခုနှစ်မလ27ရက်နေ့မှာနှုတ်ထွက်ခဲ့ပြီးနောက် တမနာဦးထင်ကျော်ကျမ်းမာရေးအခြေအနေအရနှုတ်ထွက်ခဲ့တာကြောင့်ဦးဝင်းမြင့်ကအဲ့နဲ့မလနဆက်ရှိရဲ့နေ့မှာလွှတ်တော်ကနေရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။